ဘုရားရဲ့ဆုံးမတဲ့နေရင်ချင်းမြောင်းနဲ့ကြက်တဲတယ်လို့လူတွေကထင်ကြတယ်။တကယ်ကတော့မဟုတ်ဘူး။မြတ်စွာဘုရားရဲ့ဆုံးမတဲ့နေထိုင်ခြင်းကြောင့်လူတွေမှာအနေထိုင်ကြက်တာမျိုးမရှိဘူး။တချို့ကနာဘသီလကြည့်ပြီးသူများအသက်မတရားဘူး၊သူများဥစ္စာမခိုးရဘူး၊သူတို့ဘာသာဘရားမပြစ်မရဘူး၊လိမ့်မပြောရဘူး၊တေးတေးရဲ့တောင်းစားရဥစ္စာကြည့်ပြီးတော့ ဒါတွေမလို့ရရင်လောကကြီးကပြင်းစရာကြီးလို့အောင်းမိနေကြလိမ့်မယ်။တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ငါးပါးတိလလုံချင်းမလုံချင်းရဲ့အကျိုးအပြည့်အလုံးကိုကွာခြားတယ်။ဉာဏ်ရည်ဆိုတာငါးပါးတိလလုံတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းမှာရှိတဲ့အရာဖြစ်တယ်။ဉာဏ်ရည်လူချင်းသလားဆိုရင်လူတိုင်းကတော့လူချင်းတယ်လို့ပြောကြမှာပဲเนาะ သူတို့လူချင်းနဲ့ငြင်းငြင်းရဲ့ပါတော့တကယ်အစ်စ်မငြင်းငြင်းရဲ့ပါတော့ဆိုတည်တည်ချာချာစဉ်းစားဖို့လို့ငါဘတိလလုံးမဲဆိုလို့ရှိရင်ငြင်းညံ့နေဆိုတာဘလို့ထိငြင်းညံ့လဲအိမ်မှာတကားတော်တက်เสียမလို့အောင်လူလောကဟာအေးချမ်းသာရတယ်